ဟာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများခရစ်တော်၌ဝမ်းမြောက်ခြင်းကူးဆက်ပါစေအာမင်ခနာဆုတောင်းမယ်မြစ်တာတော်ရှင်ဘုရားကိုရော့ကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်ကိုချီးမြှောက်ပါ၏နာမတော်ဘုန်းကြီးပါစေကျွန်တော်ရသက်တာကိုစက္ကတဝိညာဉ်တော်ဘုရားမာစပါဖွင့်ပြအလင်းပေးပါအရှင်ရှုနာမ၌ဆုတောင်းပါတယ်ဖခင်အာမင်အာမင်ဘဝမှာတခါတလေအခက်အခဲတွေရှိတခါတလေမပြောနိုင်ဘူး ငိုနေရတဲ့သူတွေလည်းရှိတယ်တကားလေးကိုကိုတိုင်းလည်းခံစားရတယ်တော်တော်ဖယားရှင်ကဘာပြောလဲတစ်တက်ခန်းကြီးငါအပိုက်ငယ်ဆက်ရှိအယားယာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဩအယားယာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့ကျမ်းမာတဲ့အခါပဲချီးမွမ်းပါမပြောဘူးအယားယာကျမ်းမာမှာမကျမ်းမာမှာ ငွေရတဲ့အခါကျေးဇူးတော်ချီးမွမ်းပါအဲ့လိုမပြောဘူးငွေရတဲ့အခါရှိတဲ့ငွေကုန်တဲ့အခါရှိတဲ့အယားယားဘယ်လိုအချိန်နေပဲရောက်နေပါစေဘုရားကဘာလို့ရမလဲချီးမွမ်းပါဆက်ဖတ်မယ်အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဖယားသခင်အလိုတော်ရှိ၏အဲ့ဒီအတိုင်းပဲဖြစ်လာဖို့ဘုရားခင်အလိုတော်ရှိတယ်ဒါကြောင့်ဘလို့ချိန်နေပဲရောက်နေပါစေကျွန်တော်တို့ဟာအမြဲတမ်းဘုရားခင်ကို ချီးမွမ်းတတ်ဖို့လိုပါတယ်ချီးမွမ်းပါဖယားကိုချီးမွမ်းပါအချင်းနေကောင်းမကောင်းအချင်းနေပေါ်မှာမမူတည်ဘူးဖယားကိုကျွန်တော်အမြဲတမ်းချီးမွမ်းနေဖို့ဘုရားကလိုတော်ရှိတယ်အာမင်ဂျေစုတော်ချီးမွမ်းပါဆိုတော့တရက်တော်လူတစ်ယောက်ရှိတယ်ရှင်လူကခရစ်ဝင်အခန်းကြီး7နှစ်အပိုင်ငယ်16ကနေ21တခင်ယေရှုကိုယ်တိုင်ဝေငှတဲ့ဥပမာစကားလေးဖြစ်လူတစ်ယောက်ရှိတယ်စိုက်ပျိုးရေးသမားဖြစ် तू ติပင်ဆိုင်တော့โอ้အသီးကောင်းအသီးကောင်းအသီးနန်နေမြကောင်းလိုက်တာ ပြောမနေနဲ့ဘလောက်ကောင်းတယ်လဲ तू အသီးနန်တစ်ချက်ဖတ်ပြမယ်လူကာ7 16 19ကိုအရင်ဖတ်မယ်တပန်ဥမာစကားကိုမိတ်တော်မူဒီကတတ်သေးတဦး၌မြေကောင်း၍အသီးနန်များလာ၏ထိုတတ်သေးကငါသည်အဘယ်သို့ပြုတ်ရမည်နိအသီးနန်များကိုတိုးထားเสียအယမရှိ တတ်သေးနော်စိုက်ပျိုးရေးလောက်တာဘလောက်ကောင်းစားသွားတယ်ထင်လဲအသီးနာအလွန်များတလောက်ကောင်းတယ်သူ့မြေဘလောက်ကောင်းတယ်ကြာဖျားရှင်ကောက်ကြီးပေးတာအဲ့ဒီလောက်များတဲ့အသီးနာတော်ထားစရာနေရာမရှိခနဲ့တတ်သေးကစဉ်းစားတယ်ဘာလောက်ရင်ကောင်းမလဲကြည်ပါအငယ်ဆက်ရှိပြုမိအကြံမူကငါတိုက်များကိုဖျက်၍ကျဲသောတိုက်တို့ကို တီးပြီးမှငါဤအသီးနာဥစ္စာရှိသည်များတို့ကိုတော်ထားမိ တရိယာစဉ်းစားတယ်ဒီတိုက်ကိုဖျက်မယ်ဒီတက်ကြီးတဲ့တိုက်ကိုစောက်မယ်အသီးနှံနေအများကြီးအမထဲထားမယ်အဲ့ဒါနောက်မှလုံးစံတိုးပြောခြင်းနဲ့ကျေးဇူးတော်အရင်ချီးမွမ်းဒီလောက်များအောင်ဘုရားသခင်ပေးတာထားစရာနေရာမရှိအောင်ဘုရားသခင်ပေးတယ်များများချီးမွမ်းလေတထဲချီးမွမ်းဖို့တရီမရဘူးကြည်စံအရင်ချီးမွမ်းရမှာအဲ့ဒါကိုတရီမရပဲဘာလုပ်လဲ အိုးဒီတဲ့ကျဲတဲ့တိုက်ကိုစောက်မယ်အသီးနာတွေကိုတိုးထားမယ်လောက်ပြီဒါတွေမကဘူး तू ကအိုက်တဲ့ကြော်ပြီးနောက်တစ်ဆင့်ထပ်တွေးတယ် तू ပါတွေးတယ်လေကြည့်အောင်အပိုက်ငယ်ဆက်ကိုငါဝိညာဉ်အားလေအချင်းဝိညာဉ်သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန်အဥ္စာများကိုတိုးထားလျက်ရှိပြီငြိမ်ဝစွာနေလော့စားတောက်ခြင်းပျော်မွေ့ခြင်းကိုပြုလော့ငါပြောမိဟုသတ်ထေ အကျံရှိတတိယစကားပြောတယ်။ तू စဉ်းစားတဲ့အရာဓမ္မရေးထားတယ်။ငါဝိညာဉ်ကိုငါစကားပြောမယ်။ဖယားကင်းကိုချီးမွမ်းမယ်အဲ့လိုပြောပါလား။အိုးငါဝိညာဉ်ထာဝရဘုရားကိုကောက်ကြီးပေးလို့အဲ့လိုပြောလေဆာလန်ဆရာလိုမျိုးအဲ့လိုမပြောဘူး तू ဘာပြောလဲ။ငါဝိညာဉ်အားလေအချင်းဝိညာဉ်တင်းဒီနှစ်ပေါင်းများစွာသုံးဆောင်ရန်အဥ္စာများကိုတိုးထားပြီ။အသိနဲ့နေတိုးထားပြီ။စတော့ပြောပါ အဲ့လိုပြောမယ်လို့တတိအကြံရှိတယ်။ဝိညာဉ်ပိုင်းဆိုတာလေဖယားကိုချီးမွမ်းဖို့ပဲပြောရမယ်။ကြံတဲ့ကန္တာကလေဖယားသခင်ခံစားစေသလောက်ခံစားခွင့်ရှိတယ်ဒါပဲ။ဖယားကိုကြော်ပြီးတော့မစင်စားနဲ့။ဒီတတိစင်စားတာနော်။မနှက်ပြန်ပဲမသေးတော့မလို့လို့။နောက်နှစ်ပေါင်းများစွာသုံးဆောင်ပါတဲ့ပြောနေတာ။နှစ်ပေါင်းများစွာမသေးတော့မလို့လို့သူတွေးနေတာ။သေခြင်းနဲ့ရှင်ခြင်းကဖယားလက်ထက်မှာအဲ့ဒါကိုမဟုတ်ဘူးဖယားကိုမချီးမွမ်းမဲ့သူ့ဝိညာဉ်သူ့ပိုင်းတလို့လို့လုံနေတယ်နော်။ ဒါနဲ့ဖះကအဲ့တတိကိုကြည်ကြည်ရင်လည်းဖះရှင်အဲ့တတိကိုစကားပြောတယ်ဘာပြောတယ်လဲအပိုက်ငယ်20ထို့တော့အကြံရှိစွင်ဖះတခင်ကအချင်းလူမိုက်ယနေ့ညပင်သင်၏ဝိညာဉ်ကိုရုတ်သိမ်းရအချိန်ရောက်လိမ့်မည်တော့ပြည့်ရသင်သည် ပြင်ဆင်တိုထားသောဥစ္စာကိုအဘယ်သူပိုင်သည်ဟုတထေယမိတော်မူ၏တထေမင်းကိုငါပြောမင်းဒါရီစဉ်းစားဒီညပဲမင်းသိရမယ် နေအဲ့ဒီပြင်ဆင်ထားတဲ့တိုထားတဲ့အသီးနှံဘသူစားမလဲဘသူပိုင်တယ်လဲပြောဒီညနေသေးရမယ်ဒါဆိုဒီဥစ္စာဘသူပိုင်လဲဘာလို့ဝင်နေတိုထားလဲတခိယဘာဖြစ်မလဲဖယားရှင်သူ့ကိုမေးမယ်ဟုတ်လားအိုက်ပြင်းစင်တူထားသောဥစ္စာကိုအဘဲသူပိုင်တဲ့နည်းဟုတတိယမိတ်တော်မူ၏မင်းတူထားတဲ့အရာတွေဘသူပိုင်လဲပြောဘုရားရှင်မေးပြီချစ်တော်ညီကိုမောင်နှမဖယားကိုမချီးမွမ်းတဲ့လူ အဥ္စာရတော့လဲခန်းစား권မရလိုက်ဒီနေ့ကျွန်တော်အပေးခြင်းဘဝမှာလေစည်းစိမ်ဥ္စာရှိတော့လဲခန်းစား권မရှိတဲ့သူအများကြီးနော်ဖယားကိုများများချီးမွမ်းပါမချီးမွမ်းတဲ့သူရဲ့အတ္တတာဝမ်းနေစရာကောင်းတယ်အခုနတတိအင်မတန်ကြွယ်ဝပါတယ်စိုက်ပျိုးရလို့အောင်မြင်ပါတယ်အသီးနှံပေါ်ပါတယ်သိမ့်စရာနေရာမရှိလောက်အောင်ကိုများတယ်တော်တော်အိုင်နေညပဲသူ့ကိုဖယားကရုတ်သိမ်းလိုက်ပဲ ဘာသူပိုင်တယ်လဲပြောတဲ့ဘုရားရှင်မေကောမေးပြီဘာကြောင့်သူခံစားခွင့်မရတာလဲကျေးဇူးတော်ချီးမွမ်းတဲ့နဲ့ဘုရားကိုမချီးမွမ်းဘူးတရားဒီနေ့လိုင်းဘွားညီကိုမောင်နှမတွေတင်ပလို့အချင်းတွေရောက်နေပါစေဘုရားကိုချီးမွမ်းဖို့မမေ့နဲ့တော့ဒီအရာလေးကျွန်တော်သတိပေးနှိုးဆော်ချင်ဒါကြောင့်မလို့ရှင်ပေါလုကဘာပြောလဲရှင်ပေါလုပြောတဲ့စကားလေးတစ်ခုကိုကြည့်ရအောင်ရှင်ပေါလုဘာပြောတယ်လဲနှစ်ကောအခန်းကြီး၉အငယ်၁၅ ပြော၍မကုံနိုင်သောဖယားသခင်စုကျေးဇူးတော်ကိုအောက်မေ့၍ချီးမွားခြင်းရှိစေတည်းဖယားသခင်ရဲ့ကျေးဇူးတော်ကပြောလို့တော့မကုံဘူးအဲ့ဒါကိုဘာလို့ရမလဲအောက်မေ့ပြီးချီးမွမ်းပါဘလို့အချိန်နေရောက်ပါစေအတိတ်ကိုပြန်ကြည့်အော်ကျေးဇူးတော်များတယ်နော်ဖျားရှင်ငါ့ကိုမဆားတယ်ဖယားကကျေးဇူးတော်ဒီအင်မတန်ပေါများပါလားအဲ့ဒီဖယားသခင်ရဲ့ကျေးဇူးတော်တွေကိုဘာလို့ရမလဲအောက်မေ့ပြီးချီးမွမ်းပါနှုတ်ကပတ်တော်ကသတိပေးတယ် အဲ့ဒါရှင်ပေါ်လူရဲ့ခံယူချက်ပဲဒီနေ့ချက်တော်ညီကိုမောင်တို့မလက်ရှိအနေထားမှာကျွန်တော်တို့ဘာတွေပဲကြုံနေပါစေဖယားသခင်ကျေးဇူးတော်ကိုအောက်မေ့ပြီးချီးမွမ်းဖို့မမေ့ပါနဲ့မမေ့ပါနဲ့ပြန်လဲကြည့်ပါအော်ငါ့ဘဝကိုဖယားခင်ဘလို့ပို့ဆောင်ခဲ့လေအဲ့ဒီကျေးဇူးတော်တွေကိုဘာလို့ရမလဲချီးမွမ်းပါချီးမွမ်းပါတကယ်ချီးမွမ်းတတ်တဲ့လူကဖယားသခင်ဘုတော်ထင်ရှားတာမြင်ရတယ်တမန်တော်ဝိထုခန်းကြီး16အပိုင်းငယ်16ကနေ25အထိအဲ့ဒီအဖြစ်ပြက်လေးတစ်ခုရှိတယ် ပေါလုနဲ့သီလာဖြစ်တယ်။ပေါလုနဲ့သီလာတရားဟောတယ်။တရားဟောတဲ့အခါကျတော့လူတွေပြောင်းလဲတယ်။နတ်ကတော်တယောက်လည်းပြောင်းလဲသွားတယ်ဗျာ။ပြောင်းလဲသွားတော့နတ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းတဲ့လူကစီးပွားပြတ်ပြီပေါ့။နတ်ကတော်ကပြောင်းလဲသွားတော့သူ့ပစ္စည်းဘယ်သူဝယ်တော့မလဲ။ဒါနဲ့အိုးစစ်ကဲမင်းနေနဲ့ပေါင်းပေါင်းပြီးတော့မှအဲ့ဒီပေါလုနဲ့သီလာကိုဖမ်းထောင်ထဲထည့်โอ้จ๊ะซ่ามาเยิดาลิย้ายดาต้วยถั่วเด้ต้วยถั่วเด้ธรรมจิตํมาดาวุฑุขันธ์ที่76 အပိုက်ငယ်20နဲ့23ကျွန်တော်ဖတ်မယ်။စုဝေသောလူတို့သည်သူတို့တစ်ဖက်၌တပြိုင်နက်ထကြ၏။စစ်ကဲမင်းတို့လည်းသူတို့ဤအဝတ်ကိုချွတ်၍ချိန်လုံးနှင့်ရိုက်စေခြင်းကစီရင်ကြ၏။ရိုက်၍ဒဏ်ကျက်ရာများရှိပြီးမှလုံခြုံစွာစောင့်စည်ဟုထောင်မှုကိုမှားလိုက်၏။ထောင်ထဲမှလောင်ထားကြ၏။ထို့သောမှားလိုက်သည့်အချိန်ထောင်မှုသည် အတွင်းထောင်ထဲမှလောင်၍ထိုက်ခတ်လျက်ထား၏။အပိုက်ငယ်24ထိ။အိုးထောင်ထဲမှလောင်ထားတာ။ ရိုက်ထားတဲ့ဒံယာတွေနဲ့ကြည်နော်ဒံယာတွေနဲ့ထိတ်ခတ်လက်ထားသေးတဲ့ထောင်ထဲမှာလဲထက်တာဘလောက်ခံစားရမလဲသူတို့ဘလို့ကြေကွဲမလဲအေးဦးငလီလောက်တဲ့လူတွေပြောင်းလဲတယ်ဖယားစကားသူတို့နားထောင်တယ်အခုဖန်ခံရတယ်အယိုက်ခံရတယ်ထိတ်ခတ်ခံရတယ်တကောလုံးတန်ရာနဲ့ဘလို့လောက်မလဲသူတို့ဘလို့တုံ့ပြန်မလဲ အငယ်25တကောင်ချိန်၌ပေါလုနှင့်သီလာတို့သည်ပတ္ထနာပြု၍ဘုရားခင်ကိုချီးမွမ်းလင်းသချင်းဆိုလေ၏ဝါတကောင်ချိန်ဆိုတာအိတ်ကောင်ရမယ့်ချိန်တကောင်ချိန်မှာဘုရားခင်ကိုချီးမွမ်းတယ်ပေါလုနဲ့သီလာနေရထောင်အချိန်ရတကောင်လူအနှစ်ယောက်တည်းဘုရားကိုအပြည့်ချီးမွမ်းတာချီးမွမ်းရမယ့်အချိန်လားမဟုတ်ဘူးတော်တော်ချီးမွမ်းတယ်ဘာလို့လဲကျမ်းစာကပြောတယ်အာယာယာ၌ကျေးဇူးတော်ကို ချီးမွမ်းကြလောချီးမွမ်းစရာမကောင်းတဲ့နေရာချီးမွမ်းစရာမကောင်းတဲ့အခြေအနေမှာဖယားခင်ကို ချီးမွမ်းနေတကယ်ချီးမွမ်းတဲ့အခါမှာအဲ့ဒီထောင်မှာဘာဖြစ်လာသလဲအပိုင်ငယ်26ထိုခဏကြီးတွင်မြေကြီးသည်ပြင်းစွာလှုပ်တော့ကြောင်းထောင်ချေရင်းလဲလှုပ်ရှား၏တကားရှိသည်များသောသည်ချက်ချင်းပွင့်၏လူအပေါင်းတို့သည်နှောင်ပွက်ခြင်းနှင့်လွတ်ကြ၏ဖယောက်ကိုချီးမွမ်းတဲ့အခါမှာလေး ထောင်လောက်လာတယ်ထောင်လောက်တယ်တကားတွေပွင့်သွားတယ်ဟာထောင်မူကလည်းဘာလို့လိုက်ဖမ်းရမှမသိတော့အဲ့ချိန်မှာကိုကကိုဓာတ်နဲ့ထိုးတက်ဖို့အဆုံးစီရင်တော့မလို့ထောင်မူကပေါလုနဲ့သီလမပြေဘူးလွတ်တယ်တော့မပြေဘူးဟာထောင်မူအံ့ဩသွားတယ်ချက်ချင်းသူတို့စီရောက်လာတယ်ထောင်မူကအဲ့ဒီအကျဉ်းသားနှစ်ယောက်ပေါလုနဲ့သီလကိုဘလို့ခေါ်တယ်ထင်လဲတိတ်ထူဆန်းနဲ့အပိုင်ငယ်30ကျွန်တော်ဖတ်မယ်သူတို့ကိုပြင်သွထုတ်ပြီးလင်းတခင်တို့ ကျွန်ုပ်တို့ဒီကဲတင်ချင်းတို့ရောက်အံ့တော့ငါအဘယ်တို့ပြုတ်ရပါမင်းဒီကိုမေးလျှောက်လေဤပေါ်လူနဲ့တီလာအကျဉ်းသားနော်အဲ့ဒါထောင်မှုကသူတို့ဘလို့ပြန်ခေါ်လဲတခင်တို့ဖယားရှင်ဗုဒ္ဓထေရှားတို့တိလာအကျဉ်းသားကိုထောင်မှုကဘလို့ပြန်ခေါ်လဲတခင်တို့တခင်လို့ပြန်ခေါ်တယ်ဗျာတခင်လို့ခေါ်တယ်ကျွန်တော်လည်းကဲတင်ရင်ရကြတယ်ဘယ်လိုလုပ်ရမလဲပေါလုနဲ့တီလာပြောတယ်ယေရှုခရစ်တော်ကိုယုံကြည်ပါ င်နဲ့အိမ်သူအိမ်သားကယ်တင်ခြင်းရပြီးတာနဲ့အဲ့ဒီထောင်မှုနဲ့မိသားစုအဲ့ဒီပေါ်လူနဲ့တီလာကိုဘာလုပ်ပေးလဲဆိုတော့ကြည့်ရအောင်အပိုင်ငယ်33ထိုညစ်ထိုအချိန်နာရီ၌ပင်ထောင်မှုသည်ပေါ်လူနဲ့တီလာတို့ကိုယူ၍တန်ကျက်ရာများကိုစေးကြောပြီးမှပေါ်လူနဲ့တီလာဒံရာတွေရှိတယ်ဒံရာတွေအားလုံးစေးပေးတယ်ပြီးမှပေါ်လူနဲ့တီလာဝေငါတဲ့နှုတ်ကွက်တော်အဖြစ်သူတို့မိသားစုပြောင်းလဲတဲ့အားလုံးရေပတ်တိစာခံသွားတယ်အာမင် ဘုံတော်ထင်ရှားတဲ့ချစ်တော်ညီကိုမောင်နှမဖယားရှင်ကိုတကယ်ချီးမွမ်းရင်ဖယားရှင်ဘုံတော်ထင်ရှားတယ်အချိန်နေတော့မကောင်းပါဘူးဒါပေမဲ့ချီးမွမ်းပါအခုနသထေးကတော့အချိန်နေရမ်းကောင်းတယ်ဖယားကိုမချီးမွမ်းဘူးသူ့ရဲ့ဏီကုန်းကိုကြည့်အဆုံးမလဘူးဘုံတော်လည်းမထင်ရှားဘူးဒါပေမဲ့ပေါ်လူနဲ့တီလာအချိန်နေမကောင်းဘူးထောင်ထဲမှာနေရတယ်ဒဏ်ရာတွေအပြည့်နဲ့တော်တော်ဖယားကိုမလုပ်လဲချီးမွမ်းတယ် ဖယားကိုချင်းမွားတဲ့သူဟာကောက်ကြီးခံစားရတယ်ဖယားဘုံတော့လည်းထင်ရှားတယ်အခြေအနေကိုကြည့်ရင်တော့ချင်းမွားစရာမရှိပါဘူးဒါပေမဲ့တမန်ကျမ်းစာကဘာပြောလဲရှင်ပေါလုပြောတာပြော၍မကုံနိုင်သောဖယားသခင်ဤစုကျေးစုတော်များကို အောက်မေ့၍ချင်းမွားခြင်းရှိစေတည်းဒါပါပဲပြောလို့မကုံနိုင်တဲ့ဖယားခင်ကျေးစုတော်တင်မိသားစုမှမရှိဘူးလားပြောလို့မကုံနိုင်တဲ့ဖယားခင်ကျေးစုတော်တင်ဘဝမှမရှိဘူးလား ပြောလို့မကုန်နိုင်နဲ့ဖယားခင်ကျေးဇူးတော်သင်ရဲ့သင်းတော်မှာမရှိဘူးလားအများကြီးအများကြီးပြောလို့တော့မကုန်ဘူးတစ်ချက်ပြန်လှည့်ကြည့်ပါတလောက်များတဲ့ကျေးဇူးတော်ကိုပြန်အောင်မဲ့ပြီးစတင်ရေတွက်ချီးမွမ်းပါဖယားခင်ဘုရားထင်ရှားခြင်းသင်ဘဝမှာခံစားရမှာဖြစ်အာမင်အချိန်တွေကိုမကြည့်နဲ့ကျေးဇူးတော်ချီးမွမ်းပါဖယားကိုများများချီးမွမ်းပါ ေါလုနဲ့တီလာချင်းမွန်းချင်းမှာဖရာဘုံတော်မြင်ရတယ်။တကိုးတော်ခံစားရတယ်။လူပေါင်းများစွာပြောင်းလဲလာတယ်။ဘဝမှာနမိတ်လက္ခဏာဖြစ်လာတာ။ဟာလေလုယာ။အခြေအနေတွေအားလုံးပြောင်းပြန်ဖြစ်သွားတယ်။အာမင်။ဒီကနေ့အခြေအနေကိုပြောင်းပြန်ဖြစ်စေတာကယုံကြည်သူတွေဖရာကိုမြတ်များချင်းမွန်းခြင်းပဲဖြစ်တယ်။ဒါကြောင့်ချင်းမွန်းရအောင်။အာမင်။ဒါကြောင့်အသက်တာတွေမှာမချင်းမွန်းနိုင်တော့သူများစတဲ့ချင်းမွန်းပါ။ရှင်နေတဲ့ချင်းတွေကိုဝန်ခံတဲ့ဖရာရှာအောင်အဘွယ်မဆမယ်။ များများချီးမွမ်းပါဘုရားထင်ရှားခြင်းသင်ရင်ဆိုင်ရလိမ့်မယ်သင်တွေ့ရလိမ့်မယ်ဒါကြောင့်အတ္တတာထဲမှာအများများချီးမွမ်းတတ်တော်သူဖြစ်ဖို့နှုတ်ဘက်တော်ဖြစ်ဒီနေ့ဝင်ငှပါတယ်အားလုံးကျေးဇူးတင်တယ်အတ္တတာများကိုကျွန်တော်နဲ့အတူဆက်ကပ်ခြင်းနဲ့မချီးမွမ်းနိုင်ခဲ့ဘူးဒီအရာတွေကိုဝင်ချတောင်းပန်ခြင်းနဲ့ဒီနေ့ကနေစပြီးငါတို့များများချီးမွမ်းမယ်ဘုရားခင်ပြောလို့မကုန်နိုင်တဲ့ကျေးဇူးတော်အများကြီးပဲကျွန်တော်တို့စတင်ချီးမွမ်းမယ်အတ္တတာကိုဆက်ကပ်ခြင်းရှိတဲ့နေရာမှာမတက်ရကျွန်တော်အတူတူကဆက်ကပ်ရအောင်အိုအဖာနာမတော်ချီးမွမ်းပါတယ် ကိုတော့ကောင်းမြတ်တဲ့ဖာကျေးဇူးပြုတဲ့ဖရားလည်းဖြစ်ပါတယ်ကျွန်တော်မှာစာအရောက်တိုင်းရဲ့တက်တာကိုပြောပြလို့တော့မကုန်နိုင်တဲ့ကျေးဇူးတွေများပါတယ်ကျွန်တော်တက်တာမှာကိုတော့ကျေးဇူးတော့ရေတွက်လို့မကုန်ကျွန်တော်မိသားစုမှာလည်းမကုန်ကျွန်တော်အသင်းတော်မှာလည်းမကုန်ပါဘူးကျေးဇူးတော့အလုံးများပါတယ်ကိုတော့ဒီကျေးဇူးတော်ဒီအလုံးအတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကြုံနေတဲ့ပြဿနာပါပါလေးပါပါပါလေးဒီအရာတွေကကျွန်တော်ဝန်နေဖို့ကြေကွဲဖို့မဟုတ်ပါဘူးဒီအရာတွေကကျွန်တော်ရဲ့အဆုံးလည်းမဟုတ်ပါဘူးဒါခိတ္တခဏခဏလေးကျွန်တော်ကြုံရတဲ့အရာပါ ဒါကကျွန်တော်တို့ကင်ထားဖို့မဟုတ်ဘူးဒီအရာတွေကဖယားရှင်ပြောင်းပေးလိုက်မယ်အံ့ဩပဲကောင်းကြီးဖြစ်စင်မဲ့အရာဖြစ်ပါတယ်ထောင်ထဲကိုပေါ်လူနဲ့တီလာရောက်တယ်ထောင်မှာပြောင်းလဲမှုဖြစ်လာတယ်ကျွန်တော်ရောက်နေတဲ့နေရာဟာကျွန်တော်တို့အဖြစ်ပြောင်းလဲလာဖို့ဖြစ်ပါတယ်တာရွေးကိုတော့အလုံးလုံးမှဖြစ်တယ်ဂျေဆုတင်နေပါနာမတော့ဘုန်းကြီးပါစေမချီမွန်နိုင်ခဲ့တဲ့အမားတွေအတွက်ဒီနေ့တောင်းပန်နေဒီနေရာနေစားပြီးဘလို့ပဲကြုံကြုံချီမွန်နိုင်တဲ့ပေါ်လူနဲ့သီလာကဲ့သို့ကျွန်တော်ရဲ့အသက်တာကိုတာရွေးချီမွန်နိုင်တော့သူများဖြစ်စေပါဗျာ နမိတ်လက္ခဏာနဲ့ဘုံတော်ကိုမြင်တွေ့ခံစားရတော်သူများ ဖြစ်ပါစေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင်ဘေကလူကိုနှုတ်ဆက်လိုက်ညီးမနေနဲ့ချီးမွမ်းပါအာမင် God bless you